ဇနီးနဲ့သမီးလေးကိုပါထိခိုက်လာရင်တော့ညှိခံနေမှာမဟုတ်ဘူးလို့ပြတ်သားစပြောလာတဲ့အကယ်ဒမီနေဝင်ဗိတ္တများအလုံးမေမင်္ဂလာပါရှင်ဆယ်လီဇွန်ပေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဝေဖန်မှုများနဲ့ပတ်သက်ပြီးကျွန်တော်တူတူရှင်းရှင်းပြောပြရရှိလို့ပါခင်ဗျာကျွန်တော်ရဲ့ရွေးချယ်မှုကြောင့်ပြည်တင်ဝေဖန်မှုတွေရှိနေတာကိုကျွန်တော်လက်ခံပါတယ်ဒီပညာရှင်တို့အနေနဲ့ဒီဝေဖန်မှုတွေကိုကျွန်တော်ကိုယ်တိုင်ပဲရင်ဆိုင်သွားမှာပါဒါပေမဲ့ကျွန်တော်ရဲ့ဇနီးနဲ့သမီးကိုပြတ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေးရာအရာအထိပါတိုက်ခိုက်နေတာတွေကတော့လုံးဝလက်မခံနိုင်ပါဘူးသူတို့ဟာအနည်းပညာနဲ့ပယ်မှမရှိသလိုကျွန်တော်ရဲ့လှုပ်ဆောင်ရှိတွေနဲ့လည်းမသက်ဆိုင်ပါဘူးကျွန်တော်လို့ရမှားတယ်လို့ယူဆကြရင်ခင်များတို့ရဲ့မကျေနပ်ရှိတွေဝေဖန်မှုတွေအားလုံးကိုကျွန်တော်အပေါ်မှာပဲတရားရိုက်ပုံချလိုက်ပါလို့မေတ္တာရက်ခံပါတယ်။အပြစ်မဲ့တဲ့မိသားစုဝင်တွေကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေမဲ့ဂုဏ်တိတ်ခံညွန်းနှံစေတော့သကလုံးများ ှတ်ချက်များကိုရတန်းပေးကြပါလို့အလေးနဲ့တောင်းဆိုပါတယ်ကျွန်တော်မိသားစုရဲ့လုံခြုံရေးနဲ့ကုန်တိတ်ခါကိုကောက်ကွယ်ပေးဖို့အတွက်လိုအပ်တဲ့နီလန်းများအားလုံးကိုကျွန်တော်အသုံးပြုသွားမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။တာဟာဖခင်တူဦးနဲ့ခင်မွန်းတူဦးရဲ့တာဝန်ပါပဲ။ကျွန်တော်ကိုဝေဖန်လို့ရင်ကျွန်တော်စာမျက်နှာမှာဒါဓာတ်ရိုက်ဝေဖန်ပေးပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဆိုပြီးပြောဆိုလာပါတယ်။သမီးလေးကိုဗုဒ္ဓဘာသာဝင်အဖြစ်ကနေနိုင်ငံခြားသားခင်မွန်းအလို့ကြခရိယံဘာသာပြောင်းပေးလိုက်တဲ့အဆိုတော်ချမ်းချမ်း မိတ်တများအလုံးမင်္ဂလာပါရှင်ဗုဒ္ဓဘာသာဝင်ဖြစ်နေတဲ့သမီးလေးမြတ်မိုးကင်းကမေကိုခရိယဘာသာတိုးတွင်းလိုက်တာကတော့ဆိုတော့ချင်ချမ်းပါဒါကြောင့်လဲတချို့တွေကတော့စိတ်မကောင်းဖြစ်ကြပါတယ်အထူးသဖြင့်ဗုဒ္ဓဘာသာဝင်အဖြစ်ကနေခရိယဘာသာကိုကူပြောင်းတွားရတဲ့အဆိုတော်ချန်ချန်ရဲ့သမီးလေးကိုတနာကြတာပါမကြသေးခင်မှာပဲအဆိုတော်ချန်ချန်ကသူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆက်သမီးလေးမြတ်မိုးကင်းကမေကိုခရိယဘာသာကျောင်းမှာဘာသာဝင်နဲ့ ြုလုပ်ခဲ့တဲ့ပုံရိပ်တွေကိုမျှဝေခဲ့ပါတယ်ဒီကိစ္စဟာရိုးရိုးတင်းတစ်ခုထပ်ပို့ပြီးတော့လှုပ်ခတ်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဗိတ်တက်တွေအလုံးတိကျတဲ့အတိုင်းပဲသမီးလေးဟာဆိုတော့ရှင်းချမ်းနဲ့သူ့ရဲ့ပထမခင်ပွန်းဟာတရုတ်ဆောင်ဘုံတိုက်တို့ကမွေးဖွားခဲ့တာဖြစ်ပြီးဗုဒ္ဓဘာသာဝင်တရားအဖြစ်နဲ့ကြီးပြင်းလာခဲ့တာပါအခုလိုမျိုးမိခင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်နဲ့လက်ရှိမိသားစုအသေးရဲ့ယုံကြည်မှုနောက်ကိုလိုက်ပြီးတော့ခရီးရန်ဘာသာဝင်အဖြစ်ကူပြောင်းသွားတဲ့အပေါ်မှာ ပိဋကတွေကတော့တဘောထားအမြင်နှမျိုးထွက်လာပါတယ်။ဗုဒ္ဓဘာသာဝင်ပိဋကတွေကတော့ဒီကိစ္စပေါ်မှာအတော်လေးစိတ်မကောင်းဖြစ်ကြ၊ဝမ်းနည်းကြတာကိုတွေ့ရပါတယ်။အထူးတစ်ဖြစ်သမီးလေးကိုတနာတဲ့ဆိုတဲ့အမှတ်ရှိတွေအများအပြားတွေ့ရပါတယ်။သူတို့ရဲ့အမြင်ကတော့ကလေးတယောက်ဟာသူ့ရဲ့မူလဘိုးဘွားမိဘကိုကွယ်ယုံကြည်မှုသူ့ရဲ့မြမယဉ်ကျေးမှုအရင်မြဲဖြစ်တဲ့ဗုဒ္ဓဘာသာနဲ့အဆက်ပြတ်သွားရတာကိုနှမျောတတဖြစ်ကြပါတယ်။ဒါကကလေးရဲ့ဆန္ဒထက် ။ပြီးခင်နဲ့ပထွေးဖြစ်သူအလိုကျဖြစ်သွားတာလားဆိုတဲ့မိကုန်းတွေလည်းထုံနေကြတာပါ။အဆုံးထိကြီးစုပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။